ိမ်နဲ့အဆင်မပြေတာကြောင့်ကိုကိုကိုအဆုံးစီရင်သွားခဲ့တယ်။ရွှေကုန်းတိုင်းတရားအဆင်းမှာဖြစ်ပွားခဲ့တဲ့မတော်တဆမှုမှာမလင်းပြည့်အိမ်ကိုဝင်တိုင်းမိခဲ့တဲ့ကာမောင်သမားကို အမှုပိတ်သိမ်းပေးခဲ့တဲ့မလင်းပြည့်အိမ်ရဲ့ကြံ့ရည်သူမိသားစုဝင်များမင်္ဂလာပါပရိသတ်ကြီးရှင်ပြီးခဲ့တဲ့အောက်တိုဘာလ22ရက်နေ့ညအစောပိုင်းကရွှေကုန်းတိုင်းတရားအဆင်းကဘာအေးလမ်းမှာပေါ့ပွင့်သစ်ဆန်းလက်ဖက်ရည်ဆိုင်ရှိမှာထူးဆန်းတဲ့ကာမတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပြီးအသက်23နှစ်အရွယ်မလင်းပြည့်အိမ်ဟာ အဆိုပါရင်တိုင်းမှုဖြစ်စဉ်မှာကွဲလွန်သွားခဲ့ရတာဖြစ်ပါတယ်။မလီပြည်အိမ်ဟာကားမတော်တဆမှုမဖြစ်မီအချိန်ကကားတစ်စီးပေါ်မှာအမျိုးသားတအုပ်နဲ့စကားများတဲ့ပုံစံမျိုးမြင်တွေ့ခဲ့ရပြီးစကားများပြီးတဲ့နောက်ကောင်းလေးကကားမောင်းထွက်သွားတဲ့အချိန်ကားလမ်းမပေါ်မှာဟိုဖြဲလျှောက်ဒီဖြဲလျှောက်လုပ်နေရကနေနောက်ပိုင်းလမ်းမပေါ်ကိုလှဲအိတ်ချလိုက်တဲ့အချိန်မှာတရားပေါ်ကအချိန်နဲ့ဆင်းလာခဲ့တဲ့ကားကတက်ကြိတ်သွားခဲ့တာပဲဖြစ်ပါတယ်။ ကွယ်လွန်သူမလင်းပြေအိမ်ဟာအခြေရေးကိစ္စကြောင့်အခုလိုကိုကိုကိုအဆုံးစီရင်သွားတယ်လို့အားလုံးကပြောဆိုခဲ့ကြပါမိမယ်။မလင်းပြေအိမ်နဲ့ခင်မင်းရင်သူတူတယောက်ရဲ့ပြောပြချက်အရချစ်သူရည်စားပြဿနာကြောင့်မဟုတ်ဘဲသူမရဲ့အိမ်နဲ့ပြဿနာအကြီးအကျယ်ဖြစ်ရာကနေအခုလိုအဆုံးစီရင်သွားခဲ့တာဖြစ်တယ်လို့မလင်းပြေအိမ်နဲ့နီးစပ်သူတဦးရဲ့ပြောပြချက်အရသိရှိရတာပဲဖြစ်ပါတယ်။မလင်းပြေအိမ်ရဲ့ကျင်းကျန်ရတဲ့ရဲ့အလောင်းကိုတော့ကျန်ရင်သူမိသားစုဝင်တွေကဇာပနာပွဲကျင်းပခြင်းမရှိဘဲ ဆေးရုံမှာတင်တရားနာခဲ့ပြီးသုတ်တံကိုရောက်တဲ့အချိန်မှာချက်ချင်းဆိုသလိုမိတ္တကြိုခဲ့တာကြောင့်ခင်မင်းရင်းနှီးသူတွေတောင်မှလိုက်ပါပို့ဆောင်ခွင့်မရခဲ့ကြဘူးလို့လည်းသိရပါဗျ။မလင်းပြည့်အိမ်ဟာလူတွေမသိနိုင်တဲ့မိသားစုအတွင်းရေးပြဿနာတွေကိုရင်ဆိုင်နေရတာဖြစ်ပြီးပြဿနာတွေကိုရင်မဆိုင်နိုင်တဲ့အစုံမှအခုလိုလုံရမျိုးလုံသွားခဲ့တာလည်းဖြစ်ပါတယ်။မလင်းပြည့်အိမ်ကသူ့ကိုသူအစုံစီရင်ခဲ့ပေမယ့်သူမကိုဝင်တိုက်ခဲ့တဲ့ကာသမာကတော့အမှုရင်ဆိုင်နေရတာဖြစ်ပြီး သူ့အနေနဲ့မမြင်ကြွယ်ရလမ်းမပေါ်မှာအိတ်နေခဲ့တဲ့သူကိုတိုက်မိခဲ့တဲ့အတွက်ကန်ဆိုးစွာနဲ့ပဲထောင်ချမလို့အနေအထားအထိ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့မလင်းပြည့်အိမ်ရဲ့ကျန်ရင်သူမိသားစုဝင်တွေကသူတို့ရဲ့သမီးကိုယ်တိုင်ကရွေးချယ်ခဲ့တဲ့လမ်းဖြစ်တာကြောင့်ကာသမားပေါ်မှာပြစ်မရှိဘူးလို့ယူဆခဲ့ကောင်ကာသမားကိုဆွဲဆိုထားတဲ့အမှုတွေကိုပိတ်သိမ်းခဲ့တာလည်းဖြစ်ပါတယ်။မိသားစုအတွင်ရေးပြဿနာကြောင့်ကိုကိုကိုအဆုံးစီရင်သွားတဲ့မလင်းပြည့်အိမ်တယောက် နောင်မဝဆက်တိုင်းမှာအခုလိုအဖြစ်ဆုံးမျိုးကိုမရွေးချယ်မိပါစေနဲ့လို့ဆုတောင်းမြတ်တာပို့သပေးလိုက်ရပါတယ်ရှင်